အဲ့ဒါရှင်မောကလံမထေမြတ်ဟာသောတပန်ဖြစ်ပြီးတဲ့နောက်သက္ကရာကနာကယန္နာဖြစ်ဖို့အတွက်ဝိပဿနာအလုပ်ကမ္မထာအထုတ်တာ9ရက်တိတိအထုတ်ရတယ်9ရက်အထုတ်တာငိုက်နေတယ်အဲ့ဒီလိုငိုက်နေလို့မြတ်စွာဘုရားကသွားပြီးတတိပေးတယ်တတိပေးပြီးတော့ရှင်မောကလံကိုဩဝါဒ၃ခုပေးထားခဲ့တယ်မပေးလေလို့ဆိုရင်အကျဉ်းချုပ်အားဖြင့် မောက်ကလန်နဲ့ဒီအချက်တွေကိုမင်းလိုက်နာကျင့်သုံးရမယ်တဲ့ဘယ်တော့ပဲဖြစ်ဖြစ်ယူရီရွာတွေထဲမှာဆုံးကန်သွားလို့ရှင်မမနာဆိုတဲ့နှာမောင်းကြီးကိုထောင်ပြီးတော့မသွားနဲ့ဆိုလိုတာကဆင်ကြီးတွေကနှာမောင်းကိုထောင်သွားတယ်လို့မမနာစိတ်ကိုထောင်သွားပြီးတော့မသွားနဲ့ဆုံးကန်သွားရင်မမနာကိုချပြီးတော့သွား မမနာထောင်သွားလို့ရှိရင်ဘာဖြစ်တတ်တုံးဆိုတော့ဒကာရကမတွေအိမ်နေရောက်တဲ့အခါမှာတဲ့ဒကာရကမတွေဆိုတာအလုတ်ကိစ္စတွေနဲ့တစ်ခါတစ်ခါကျတော့အမတန်အလုတ်ကိစ္စများကြတယ်ပေါ့ရန်တော်တပါဆွန့်ရလာတာကိုမြင်မြင်မှမြင်မယ်တစ်ခါတည်းနေတတိထားမိခြင်းမှမိတယ်အဲ့ဒီအချိန်မှာရန်တော်တပါဟာမမနာတွေထောင်ပြီးတော့မာနတရားရှိထားပြီးတော့လာတဲ့အခါမှာသူက စိတ်ထဲမှာအလိုမကျတာဖြစ်တာပြတ်တယ်။မာနကိုအခြေခံပြီးတော့စိတ်ထဲမှာအလိုမကျတာတွေဖြစ်လာ။အဲ့ဒီအလိုမကျတာတွေဖြစ်လာလို့ရှိရင်ဘာဖြစ်လာလဲ။ပြန့်လွင့်မှုစိတ်ပြန့်လွင့်မှုဥဒ္ဒေသဆိုတာဝင်လာ။စိတ်ပြန့်မလွင့်မှုတွေဝင်လာပြီဆိုတာနဲ့စောင့်စည်းမှုတွေကင်းလာ။စောင့်စည်းမှုတွေကင်းရင်တမာရီလည်းပြည့်ပြားသွားနိုင်တယ်တဲ့။ဒါကြောင့်မို့မာမာနဆိုတဲ့နှာမောင်းကြီးထောင်ပြီးတော့မသွားနဲ့တဲ့။ မာနကိုချသွားရမယ်။နောက်တစ်ခုကစကားပြောတဲ့အခါမှာဆန့်ကျင်တဲ့စကားမျိုးဘယ်တော့မှမပြောနဲ့။တယောက်နဲ့တယောက်တွေ့တဲ့အခါမှာစကားပြောပြီဆိုရင်ဆန့်ကျင်မဲ့စကားဘယ်တော့မှမပြောနဲ့။ဆန့်ကျင်မဲ့စကားပြောလို့ရှိရင်စကားများမယ်တဲ့။စကားများလို့ရှိရင်စိတ်ဓာတ်တွေပြန့်လွင့်လာမယ်။စိတ်ဓာတ်ပြန့်လွင့်လာလို့ရှိရင်စောင့်စည်းမှုတွေနည်းပြီးတော့တမာတိမဖြစ်ပဲရှိတတ်တယ်။ဟောမြတ်စွာဘုရားက ရှမဂလံကိုတတိပေးတာအဲ့ဒါဒါလူလူရန်ရန်လိုက်နိုင်ရမယ့်ကိစ္စလေးတွေပဲတရားစခန်းဝင်တဲ့အခါမှာမာနထောင်ပြီးတော့မဝင်သင့်ဘူးပေါ့စမ်းကြည့်မဲ့စကားတွေလည်းမပြောသင့်ဘူးပေါ့ပြောပြီဆိုရင်ခုနလိုအခြေအနေဇိုးတွေဖြစ်လာနိုင်တယ်ဒါဟုတ်ဆိုလို့ဥဒိစ္စဆိုတဲ့ပြန့်လွင့်မှုတွေဟာတမာရီရဲ့စမ်းကြည့်မဲ့ဖြစ်လာ တမာရီမရှိဘူးဆိုရင်စောင့်စည်းမှုတွေအားနဲ့လာတယ်။စောင့်စည်းမှုဆိုတာအကုသိုလ်တွေဖြစ်ဖို့ရာအတွက်ပိတ်ဆို့မှုတွေမရှိတော့အကုသိုလ်တွေဝင်လာနိုင်တယ်။ဝင်လာနိုင်ရင်တမာရီဆိုတာဖြစ်မလာနိုင်ဘူးလို့ဒီလိုပြောတာ။နောက်တစ်ခုမြတ်စွာဘုရားက နောက်ဩဝါဒတစ်ခုကပါတော့ဆိုရင်မောက္ကလန်နဲ့တိတ်ဆိတ်ငြိမ်သက်တဲ့တောအကြောင်းမှနေပါလူတွေရှင်နေတဲ့တော့မရောနဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့တောအကြောင်းမှာတော့အမြင်နေပါလေ။အဲ့ဒီဩဝါဒ၃ချက်ပေးတယ်။ပေးတဲ့အခါကျတော့ရှမောက္ကလံကမြတ်စွာဘုရားကိုမေးခွန်းတစ်ခုမေးတယ်ပေါ့။မေးခွန်းတစ်ခုမေးတယ်။အရှင်ဘုရားတဲ့တဏ္ဍာသင်္ခယဝိမု ക്ത တဏ္ဍာတွေကုံသွားတဲ့နိဗ္ဗာန်တဏ္ဍာသင်္ခယဆိုတာနိဗ္ဗာန်ကိုပြောတာ။ ။နိဗ္ဗာန်ကိုအာရုံပြုလိုက်လို့ရှိရင်တွေ့တာမှုတွေအလုံးဟာကုန်ခန်းသွား။နိဗ္ဗာန်ကိုမမြင်သေးသမျှတွေ့တာမှုတွေဟာရှိနေဥမှာပဲ။တွေ့တာမှုတွေရှိနေဥမယ်။နိဗ္ဗာန်ကိုမြင်လိုက်တာနဲ့တပြိုင်နက်တွေ့တာမှုအလုံးဟာကုန်ခန်းသွားမယ်။ဆိုလိုတာကတဏှာလုံးဝကုန်သွားဖို့ဆိုတာအရတ္တမေညာနဲ့နိဗ္ဗာန်ကိုမြင်တဲ့အခါတဏှာအလုံးကုန်တယ်ပေါ့။ အဲ့တဏအလုံးကုံသွားတဲ့နိဗ္ဗာန်အတွေ့အတာအလုံးကုံသွားတဲ့နိဗ္ဗာန်တဏသင်္ခရလို့ခေါ်တယ်။အဲ့ဒီနိဗ္ဗာန်ကိုအာယုံပြုတ်လိုက်တဲ့အခါမှာလူရဲ့စိတ်ဟာအနှောင်ဖွဲ့တွေအလုံးကနေလွတ်သွားတာ။အဲ့ဒါကိုတဏသင်္ခရဝိမု ക്ത လို့ခေါ်တယ်။တဏကုံရနိဗ္ဗာန်၌စိတ်ဟာလုံးဝလွတ်မြောက်သွားတဲ့အခြေအနေနောက်ထပ်လုံးစရာမလွန်လောက်အောင် အပြည့်အစုံလုံးကန်ပြည့်တဲ့အခြေအနေဆိုလိုတာက ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေကိုမေးလျောက်လို့ရင်းမယ်ပေါ့အဲ့ဒါကိုယဟန္တာဖြစ်အောင်ဘယ်လိုလုပ်ရတဏှာတွေလုံးဝကုန်ပြီးတော့လွတ်မြောက်သွားအောင်ဘယ်လိုလုပ်ရမလဲကမ္မထန်တရားကိုမြတ်စွာဘုရားဟောဖို့ရောက်တယ်ဘယ်လိုအတိုင်းတာနဲ့တဏှာတွေကုန်ခန်းပြီးတော့နိဗ္ဗာန်ကိုအာရုံပြုလို့လွတ်မြောက်တဲ့စိတ်ကိုရရှိတဲ့ပုဂ္ဂိုလ်ဆိုတာဖြစ်နိုင်ပါသလဲလို့မေးတော့မြတ်စွာဘုရားက วิปัตตนาจင့်စဉ်တစ်ခုဖြည့်တယ်အဲ့ဒီวิปัตตนาจင့်စဉ်လေးอ่ะအမတန်မှတူတူလေးဖြည့်မှတ်သားစရာတော့ကောင်းတယ်วิปัตตนาတရားအထုတ်ထားတဲ့ပုံကိုယ်တိုင်းပုံကိုယ်တိုင်းဒါလေးကိုခြေဥစွာတင်ထားကြရမှာဖြစ်တယ်ပေါ့ဘာလဲလို့ဆိုရင်မြတ်စွာဘုရားတဗ္ဗေဓမ္မာနာလံပိနိဝေတာယတဗ္ဗေဓမ္မာ ခန္ဓာ၅ပါးဆိုတဲ့တရားအားလုံးဟာတဲ့အဘိနိဝေဒငါငါဥစ္စာလို့စိတ်ထဲမှာမှတ်ထားဖို့နာလံမတော်ဘူးတဲ့ဆိုလိုတာကရုပ်ဖယ်ဖြစ်ဖြစ်နာမည်ဖြစ်ဖြစ်ခန္ဓာ၅ပါးအာရဏ၁၂ပါးဓာတ်၁၈ပါးဆိုတဲ့ဒီတဘာဝတရားတွေဟာငါပဲငါဥစ္စာပဲလို့ စိတ်ထဲမှာစွဲမှတ်ထားဖို့မသိတဲ့တရားတွေပါဆိုတာကိုတော့ရှင်းဥစွာသင်ထားရမယ်တဲ့ခန္ဓာငါးပါးကိုသင်ထားတယ်ဆိုပါစို့ရူပခန္ဓာဒုက္ခခန္ဓာကြီးမျက်စိနာနာလျာကိုဆိုတဲ့ဒုက္ခခန္ဓာကြီးဝေဒနာလို့ဆိုတဲ့ခံစားမှုချမ်းသာတာခံစားမှုဆင်းရဲတာခံစားမှုချမ်းသာဆင်းရဲမဟုတ်တဲ့ခံစားမှု သင်ညာလို့ဆိုတဲ့အာယုံကိုမှတ်သားမှုသင်္ခါရလို့ဆိုတဲ့စိတ်ဆော်မှုကြံစည်မှုဝိညာဏလို့ဆိုတဲ့အာယုံကိုရယူသိရှိမှုဆိုတဲ့ဒီယုတ်တဘာဝတရားနန္တဘာဝတရားတွေဟာဘယ်ဟာကိုမှငါဟာငါငါငါဟာလို့စိတ်ထဲမှာဆွဲမှတ်ထားဖို့မတော်ဘူးတဲ့ဘာဖြစ်လို့တုံးဆိုလို့ရှိရင်ကိုယ်ဆွဲမှတ်ထားတဲ့အတိုင်းမဖြစ်လို့ပါဟာတဲ့ ကိုစက်မှတ်ထားတဲ့အတိုင်းပဲဖြစ်လို့ဟုတ်တယ်လေရုပ်ကိုပဲဖြစ်ဖြစ်ငါလို့ဆိုလိုက်လို့ရှိရင် तू ကငါမမဟုတ်တာ तू ကသူသူ့တဘာဝအတိုင်းသူ့အကြောင်းနဲ့သူဖြစ်တာဟုတ်အဲ့လိုမဟုတ်ဘူးငါဟာလို့သတ်မှတ်လိုက်လေ तू ကသူ့တဘာဝအတိုင်းသူ့သွားနေတာဆိုပါစို့မျက်စိလေးကိုငါမျက်စိလို့ကိုကသတ်မှတ်လိုက်တယ်အဲ့ဒီငါမျက်စိလို့သတ်မှတ်ထားတဲ့မျက်လုံးလေးဟာတဖြည်းဖြည်းမှုန်းမလာဘူးလားမှုန်းလာတယ် အသက်ရွယ်ရအချိန်တန်တော့နာကျင်တဲ့ခါသူနာတာပဲကိုကနာခိုင်းတာမဟုတ်ဘူးနော်မျက်စိနာတယ်မျက်စိအောင့်တယ်မဖြစ်တယ်ညာဖြစ်တယ်နားလည်းထိုးတူပဲလျှာလည်းထိုးတူပဲနှာခေါင်းလည်းထိုးတူပဲခန္ဓာကိုယ်ဟာအလုံးပဲငါဟာလို့ပြောလိုက်တဲ့ဟာတွေကငါဟာဆိုတဲ့အနေအထားမျိုးတစ်ခုမှရောက်မလာဘူးတဲ့ကိုထင်တဲ့အတိုင်းတစ်ခုမှမဖြစ်ဘူးကိုဖြစ်ချင်တာတွေနဲ့တခြားပဲဖြစ်နေတယ်ဆိုတော့ငါလို့လည်းသတ်မှတ်ဖို့ မသိတော့ဘူးငါဟာလို့လဲတတ်မှတ်ဖို့မသိတော့တဲ့တဘာဝတရားသူ့အကြောင်းနဲ့သူဖြစ်နေတာတဲ့လူတွေကသာငါလို့ထင်နေတာအထင်သက်သက်မြတာဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဝိပဿနာကျင့်မှုရာအတွက်ဒီအတွေးလေးကို အရင်သင်ရမယ်သဗ္ဗေဓမ္မာနာလံပိနိဝေတာယယုတ်တရားနန္တရားအလုံးဟာငါလို့စိတ်ထဲမှာဆွဲမဲ့ထားဖို့မထိုက်တဲ့ ်ငါဟာတို့စိတ်ထဲမှာဆွဲပိုက်ထားဖို့မထိုက်တဲ့တရားတွေသာ ဖြစ်တယ်။သူဖြစ်ခြင်းသလိုဖြစ်ငါဖြစ်ခြင်းသလိုဖြစ်တဲ့အရာမဟုတ်ဘူး။ဟောအချိန်တန်တော့သူပြက်ခြင်းပြက်သွားတယ်ကိုယ်နဲ့ဘာမှမဆိုင်သလိုပဲနေရတယ်နော်။ကိုယ်ဆန္ဒကိုဆန့်ကျင်ပြီးတော့အလုံးဖြစ်နေတယ်။ကောင်းပြီ။အဲ့ဒီလိုဖြစ်နေတဲ့သဘာဝတရားတွေကိုဒီအသည့်ကိုအခြေခံပြီးတဲ့အခါကျတော့ ကိုယ်တဏ္ဍမှာရှိတဲ့ဒီတဘာဝတရားတွေကိုတွေးအောင်ရှာတွေးအောင်ရှာတယ်ဆိုတာဒါကရုပ်ပဲဒါကနာမ်ပဲဒီလိုတွေးအောင်ရှာတာပြောတာဆိုပါစို့ထွက်လီဝင်လေလေးကိုကြည့်ထွက်လီဝင်လေလေးဟာစိတ်ဓိဟူသောအကြောင်းကြောင့်ရှူလိုက်ရှိုက်လိုက်နဲ့လေကလေးကဖြစ်နေတာလေလေးကရှူလိုက်ရှိုက်လိုက်ဒီလိုဖြစ်နေတဲ့စိတ်တစားဝါရောလို့ခေါ်တယ် စိတ်ကြောင့်ဖြစ်ပေါ်နေတဲ့အရာလေးနော်စိတ်မရှိတော့ဘူးဆိုရင်အသက်ရှူသေးရလားလူဟာမရှူတော့ဘူးအဲ့ဒါကြောင့်မလို့ဒီရှူတဲ့လေဟာဒီခန္ဓာကိုယ်ထဲမှာရှူသွင်းရှိုက်ထုတ်လို့နေတာစိတ်ကြောင့်ဖြစ်နေတာအဲ့တော့စိတ်တူသောအကြောင်းကြောင့်ဖြစ်လာတဲ့ဒီလေလေးကိုငါလို့သတ်မှတ်မလားဆိုသတ်မှတ်လို့မရဘူးစိတ်ရှိတုံးသာဖြစ်တာစိတ်မရှိရင်သူကမဖြစ်တော့ဘူးအဲ့တော့ငါလို့ဆွလန်းလို့လည်းမရဘူးအဲ့ဒီလေလေးဟာဝါရောယုတ်ကလေးပဲ အဲ့ဒီဝါရောယုတ်ကလေးကနေပြီးတော့နာသီးပြားလေးကိုလာထိတယ်။ဟောနာသီးပြားလေးကလည်းငါလားလို့ဆိုတော့မဟုတ်ဘူး။သူကံစိတ်ဥဒ္ဒရာအကြောင်းတရားတွေကြောင့်ပေါင်းစပ်ပြီးတော့ဖြစ်ပေါ်နေတဲ့အရာလေးသာဖြစ်တယ်။ဝါရောယုတ်နဲ့နာသီးပြားနဲ့ကာယပဒါရနဲ့ပေါင်းစုံလိုက်တဲ့အခါကျတော့ထိမှန်းသိလိုက်တဲ့ထိသိစိတ်ဆိုတာလေးပေါ့။အဲ့ဒီထိသိစိတ်ကလေးကရောငါလားလို့ဆိုငါမဟုတ်ဘူး။ဒါနန္တရားတသက်များတာဖြစ်တယ်။ ရုပ်နှစ်ခုပေါင်းစုံမှုကြောင့်ပေါ်လာတဲ့နာမ်ကလေးပဲဖြစ်တယ်လို့အဲ့ဒါလို့ရှုမြင်ထားလို့ရှင်ဒါညာတပရိညာနဲ့သိတယ်ပေါ့လေရဲ့နှာသီးပြားကရှိတဲ့ကာယပတာရရင်ကရုပ်တရားဖြီးလို့သိတဲ့အသိစိတ်လေးကနန္တရားလို့ကိုယ့်ဘာကိုလေရှုရင်စဉ်းစားကြည့်ပေါ့အဲ့ဒီစဉ်းစားတယ်လို့ထိုင်းနေတဲ့အခါမှာလဲစဉ်းစားလို့ရတာပဲကျမ်းပေါ်ထိုင်းနေရင် ကျမ်းရဲ့မာကျောမှု သို့မဟုတ်ဒီဆိုဖာပေါ်ထိုင်ရင်ဆိုဖာရဲ့ဣရာတို့ခန္ဓာကိုယ်မှာလာထိနေတာထိတာရဲ့ဟုတ်လားနောက်ပြီးတော့ထိတာကိုသိတယ်ဆိုတာရဲ့ဒီ၃မျိုး၃မျိုးပဲအများတန်းဒီ၃မျိုးပဲအတန်ကနားလာထိရင်လည်းအတန်ရဲ့နားရဲ့ထိသိစိတ်ရဲ့နော်အနံ့ကနှာခေါင်းလာထိလို့ရှိရင်လည်းထို့တူပဲအနံ့ရဲ့နှာခေါင်းရဲ့နန္တိစိတ်ရဲ့လျာကနေထမင်းစားလို့ ဟုတ်လားလာပြီးတော့ထိတယ်ဆိုရင်လျာရဲ့အရသာရဲ့ဒီနှစ်ခုထိလိုက်တဲ့အခါမှာလျက်သည့်စိတ်ခန္ဓာကိုယ်ထိတာတို့နော်ခန္ဓာကာယပတာရထိသည့်စိတ်ဟောဒီလိုပေါ်လာတာအဲ့တော့ရုပ်ရည်နာရည်လို့ကွဲကွဲခြားခြားသိသွားတာနဲ့တပြိုင်တည်းဒါမြတ်စွာဘုရားကခုနအတိလေးကိုရှင်းပြပြီးတော့ဒါကယုတ်ဒါကနံဆိုတာ ညာတပရိညာနဲ့ပိုင်းခြားသိရမယ်တဲ့ဒါဝိပဿနာချင်းစဉ်ကိုအချင်းချင်းခေါ်လာခုနနှလုံးသွင်းကနေဆက်ပြီးတော့ယုံနဲ့နံကွဲအောင်ကြည်ကြည်ပြီးတဲ့အခါကျတော့ထိုယုံနံရဲ့သဘာဝတွေကိုကြည်လိုက်တဲ့အခါမှာဝင်လာတဲ့လေလေးရလဲလေဝင်လာပြီးပျောက်သွားတာပဲနော်กายပဒါရာလေးကိုလာထိလိုက်တဲ့အချိန်မှလေးပဲတိတဲ့စိတ်လေးကလည်းပေါ်လာတာပြီးတော့လည်းပျောက်သွားတာပဲအဲ့တော့ထိတဲ့အခိုက်ကလေးမှာ တိတဲ့စိတ်လေးပေါ်လာတယ်ထိပ်ပြီးတာနဲ့ပျောက်သွားပြန်တယ်အဲ့ဒီမမြဲတဲ့သဘောတွေကိုစဉ်းစားသိရှိလာတဲ့အခါကျတော့မမြဲပါလားလို့ဆိုတဲ့ဆုံးဖြတ်တဲ့အသိဉာဏ်တစ်ခုပေါ်လာတယ်အဲ့ဒါကိုတိရဏပရိညာလို့ခေါ်တာပဲညာတပရိညာဆိုတာဒါကယုတ်ဒါကနံဘာဖြစ်လို့ယုတ်လို့ဘာဖြစ်လို့နံလို့ပြောတာတုံးဆိုရင်ဟောနံဆိုတာအာယုံကိုသိတဲ့သဘော ခုနကလေလေးကလည်းမသိဘူးကာယပဒါရလေးကလည်းမသိဘူးသိတာကနန္တရားလေးကသာသိတာဟောမသိတဲ့သဘောကယုတ်သိတဲ့သဘောကနန်းလို့အကြံမြင့်တယ်လို့ပြောလို့ရတယ်ပေါ့အဲ့တော့သဘောဝါချင်းနှစ်ခုမတူဘူးအဲမတူတဲ့သဘောဝါနှစ်ခု ပိုင်းခြားသိတာညာတပညာပဲအဲ့ဒီညာတပညာဆိုတဲ့အသိဉာဏ်ရပြီးတဲ့အခါမှာမမြဲတဲ့သဘောတွေထိုမမြဲမှုကြောင့်စိတ်ပြည့်စရာကောင်းတဲ့သဘောတွေ ကိုယ်ဆန္ဒအတိုင်းမဖြစ်ဘူးဆိုတဲ့အနတ္တသဘောတွေကိုဆုံးဖြတ်နိုင်လာလို့ရှိရင်တိရဏပရိညာလို့ခေါ်တယ်။အဲ့ဒီလိုမြတ်စွာဘုရားကဝိပဿနာဉာဏ်နဲ့အခုလိုညာတပရိညာတိရဏပရိညာဆိုတဲ့အသိဉာဏ်တွေနဲ့သိသိရမယ်လို့ဟောပြီးတဲ့အခါမှာရှင်မောကလံကိုဗာတရားဟောတော့ဆိုဝေဒနာကမ္မထံကိုခေါ်လိုက်တယ်။ဘာဖြစ်လို့ဝေဒနာကမ္မထံဟောတော့ဆို စိတ်ထဲမှာ အာယုတခုပေါ်လာလို့ရှိရင်သူကခံစားမှုတွေရှိတယ်။ခုနရှူလိုက်တဲ့အခါရှူကောင်းလို့ရှိရင်ဒုက္ခဝေဒနာ။ဘိုးရှူရတာမကောင်းဘူးတဲ့ရှူရတာလည်းခက်တယ်လေကြီးကလည်းမကောင်းဘူးဆိုလို့ရှိရင်ဒုက္ခဝေဒနာ။ထိုင်ရတာပင်ပန်းနေအောက်ကနေပြီးတော့မာတယ်ဇလုံးစခုကြီးဖြစ်နေတယ်ဒုက္ခဝေဒနာ။အဲ့ဒီဝေဒနာလေးတွေကိုမြတ်စွာဘုရားကမမြဲတဲ့သဘောအနေနဲ့ရှူရမယ်တဲ့။ထိုဝေဒနာလေးတွေပြတ်သွားတာမြင်ရမယ်။ ထိုးဝေဒနာလေးတွေချုပ်ငိမ့်သွားတာမြင်ရမယ်ဖြစ်ပေါ်လာတာကိုလည်းမြင်ရမယ်ချုပ်ငိမ့်သွားတာကိုလည်းမြင်ရမယ်ဝေဒနာကမ္မထံကိုဝေဒနာနုပဒနာကမ္မထံကိုခေါ်လိုက်တာအဲ့ဒီလိုဝေဒနာရဲ့ဖြစ်မှု ပြက်မှုသဘာဝလေးတွေကိုမြင်လာတဲ့အခါမှာတဲ့ဝေဒနာပေါ်မှာမြင်သလိုအာလုံးသဘာဝတရားတွေပေါ်မှာလည်းပဲဖြစ်ပြက်မှုတွေမြင်လာတဲ့အခါဘာဖြစ်တယ်ဆိုရင်ဆွဲလန့်မှုဆိုတဲ့ငါဆိုတဲ့ ငါဟာလို့တဏှာဆွလန်းမှုငါဆိုတဲ့ဒိဋ္ဌိဆွလန်းမှုဆိုတာတွေပျောက်ကင်းသွားတယ်။လောကမှာဆွလန်းเสียရဆိုတာဘာတစ်ခုမှ မရှိတော့ဘူး။တဏှာဒိဋ္ဌိနဲ့ကြည့်ပြီးတော့ဆွဲမက်ထားเสียတခုမှမမြင်တော့ဘူး။မမြင်တဲ့အခါမှာသူကဆွလန်းမှုမရှိသည့်အတွက်ကြောင့်တွေ့တာမှုပြုတ်သွားတယ်။လောကမှာဆွလန်းမှုဆိုတာဘာမှမရှိသည့်အတွက်ကြောင့်တွေ့တာမှုတွေချုပ်ငြိမ့်သွားတယ်။ တွေ့တာမှုတွေချုပ်ငိမ့်သွားတာဟာလොမြောက်သွားခြင်းပဲလို့ညဆောဘုရားကဝိပဿနာတရားကိုဝေဒနာကမ္မထာနဲ့အဆုံးသတ်ပြီးအဲ့ဒီလိုတွေ့တာမှုတွေချုပ်ငိမ့်သွားတဲ့ပုဂ္ဂိုလ်ဟာငါမှာဖြစ်မှုဇာတိတရားတွေလည်းကုံသွားပြီးကျင့်စရာတရားတွေလည်းငါအကုန်ကျင့်ပြီးသွားပြီးနောက်ထပ်ထပ်ပြီးတော့ကျင့်စရာ မလိုတော့ဘူးအလုံးကအဆုံးနိုင်သိသွားပြီလို့ကိုယ်ကိုယ်ကိုသိနိုင်ပါတယ်တဲ့ အဲ့ဒီအတိုင်းကျင့်လို့တည်သွားပြီဆိုလို့ရှိရင်ဒါတဏှာသင်္ခရာဝိမုဒ္ဒပဲတဲ့တဏှာကုံရာအတွေ့အတာချုပ်ငိမ့်သွားတဲ့နိဗ္ဗာန်မှာလုံးဝလွတ်မြောက်သွားခြင်းပဲလို့လွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်ပဲလို့သစ္စာပြာကဒီတရားကိုရှင်မောက္ကလန်ရဲ့အမေးကိုဖြေပြီးတော့ဝေဒနာကမ္မထံကိုခေါ်တာအဲ့ဒီခေါ်ထားတဲ့ချင်းစဉ်အတိုင်းဝေဒနာကမ္မထံကိုရှုမှတ်ပြီးတော့ရှင်မောက္ကလန်ဟော ခုနှစ်ရက်မြောက်တဲ့နေ့မှာရဟန္တာဖြစ်သွားတယ်။ထုသနာကရှင်သာရိပုတ္တရာမထေရမြတ်ကလည်းဝေဒနာကမ္မထံကိုနားထောင်ပြီးတော့ရဟန္တာဖြစ်သွား။